မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာတော့အင်တာနက်မှာတွေ့ရတဲ့ပချို .pdf ဆိုတဲ့မှတ်တမ်းတွေတဲကကွန်မန်ဒိုဟောင်းပချိုရဲ့အဲကန့်ကျမအလက်အပြောင်းတွေအကြောင်းပါပဲဟုတ်တယ်ဒီပချိုဆိုတာကတက်မတော်ကအငိမ့်စားယူထားတဲ့ကွန်မန်ဒိုဟောင်းတယောက်ပေါ့သူ့ရဲ့အချစ်ရဲ့ကိစ္စလေးကနေဆလိုက်တဲ့ခီးမှာအခက်ခဲမျိုးစုံကြုံရပုံကတကယ်တော့စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ပါတယ် ဒီမှတ်တမ်းတွေတဲကသူ့ရဲ့ယုံကတ်မှုတွေဂျုံရတဲ့ကန်ဆိုးမှုတွေပြီးတော့ဟိုမထင်မထားတဲ့အဖြစ်အပျက်တွေကိုကျမတို့နင်းနေအသိစိတ်လိလာကြည့်ကြတာပေါ့နော်။ကောင်းပါပြီ။ဆိုတော့သူ့ခေကဘယ်ကစလဲဆိုတော့သူ့ချစ်သူမတက်ဝေကိုလက်ထက်ခွင့်ရဖို့ပေါ့။သူရခမလောင်းအရာခံဖို့ကြီးကတတားတစ်ဆုဆောင်ဖေးဖို့ပြောလာတာကိုသူကကူညီဖို့တဘောတူလိုက်တယ်။အဲအဲ့နဲရန်ကုန်ဘူရာကြီးမှာလူငယ်နှစ်ယောက်ကိုသူ့ရဲ့ဟိုစစ်သားဘဝအတွေ့အကြုံတွေပါပြီးပြောပြပြီးတော့ စီယုံခဲ့တာပေါ့ဟုတ်တယ်ဒါပေမဲ့အဲ့ဒီမှာပဲသူရဲ့ပထမဆုံးကန်ဆိုးမှုလို့ဆိုရမလားပဲယထာပေါ်ရောက်တော့သူခေါ်လာတဲ့လူငယ်နှစ်ယောက်ကသူ့ကိုအရက်ထဲအဲဆေးခတ်လိုက်တယ်။အိုးဟုတ်လား။ဟုတ်တယ်။ပြီးတော့သူ့ပစ္စည်းတွေရောပါလာတဲ့ပင်စင်လန်းစာပိတ်ဆက်လေးတွေရောအကုန်ယူပြီးတော့အကုန်ပါသွားတာ။ထွက်ပြေးသွားကြတော့သူ့ရဲ့အဲ့ဒီစစ်သားစိတ်ဓာတ်လူတွေကိုယုံကြည်လွဲတဲ့အားနည်းချက်ကိုအတုံးချခံလိုက်ရတာပေါ့။ သူတရိယာလာတော့လက်ပန်တန်ဘူးတာမတဲ့ကိုပေါ်မှာဆိုဘုံမိတူတက်ထဲခဲကြံတော့တယ်ဆိုပဲอืมအဲ့ဒီအချိန်ကလက်ပန်တန်မှာကြောင်းသားတပိတ်အေခင်ဖြစ်နေတဲ့အချိန်နဲ့သွားတိတ်ဆိုင်နေတယ်အဲ့ဒီမှာလဲဒုက္ခလာမဆုံးသေးဘူးအထင်လွဲခံရတာတွေကဆက်တိုက်ပဲနော်ရဲတွေကလည်းသူ့ကိုတမျိုးထင်ကြောင်းသားတွေကလည်းသူ့ကိုအမြင်မားနဲ့ဟုတ်တယ်သူကတော့ရိုးရိုးသားသားပဲရဲတွေစီးထားတဲ့လေစီးအနီးကိုသူ့ရဲ့ကွန်မန်ဒိုလေစီးအမှောင်နဲ့အကူအညီတောင်းကိုကြိုးစားနေတယ် ကျောင်းသားတွေပဲရောက်သွားတော့လေသူ့ပုံစံကစစ်သားပုံပေါက်နေတော့တင်္ဂါမကင်ဖြစ်ကြပြန်တော့တကယ်အရေးဆုံးကတော့အဲ့ရေသံဘူးကိစ္စပဲသူကစေရနာနဲ့ရေတယောက်ကိုရေသံဘူးထောပေးတာအဲ့ဒါနေအတိခယုံကိုစရီးပေါက်ခွဲစေတယ်သူလို့ဖြစ်တော်မုံကတကယ်မယုံနိုင်စရာပဲอืมနောက်ဆုံးတော့ဟိုတရင်တောက်တယောက်ကြောင့်အဖမ်းခံလိုက်ရသေးတယ်အချုပ်ထဲမှာတပတ်လောက်ကြာပြီးမှအပြစ်မရှိမှန်းသိလို့ပြန်လွတ်လာတာတော်တော်ကန်ဆိုးတာပဲနော် အဲ့ဒီအဖြစ်ဒီကြောင့်သူပြီကိုပြန်ဖို့မျက်နှာပူသွားကြီးဆိုတော့မန္တလေးကတငယ်ချင်းစီထောဖို့ဆုံးဖြတ်လိုက်တယ်ဟုတ်တယ်ဒါပေမဲ့မန္တလေးလီစရောက်တော့လေကံကစမ်းနေတော့ပဲတငယ်ချင်းကနေပြီးတော့ပြောင်းသွားပြီတဲ့ပိတ်ဆံကလည်းပြတ်ဘက်ကလည်းစာနေတဲ့ချင်းအဲ့ဒီမှာဘာနဲ့သွားကြုံလဲဆိုတော့ကဘာပတ်ဆိုလာလီယင်းဆိုလာယင်းပို့စ်ပြဿနာတက်နေတာနဲ့သွားကြုံရောအဲ့ဒီမှာတော့သူ့ရဲ့ဟိုကွန်မန်ဒိုအသွေးကြုံကအသွုံးဝင်သွားဝင်ရတယ်လေရင်ပန်ကပြဿနာလေးတစ်ခုကိုဝါနီလေးတုံးကြီးဖရီရှင်းပြလိုက်နိုင်တယ် ူ့ရဲ့ပြဒနာဖြူရှင်းနိုင်စွမ်းကိုပြလိုက်တာပေါ့ဒါပေမဲ့ဒီညမှာလည်းသူ့စေတနာအရာမထင်ပြန်ဘူးဟုတ်တယ်နိုင်ငံခြားသားတွေကတော့သူ့ကို Burmese technician ဆိုပြီးဒေါ်လာတရာစုချတယ်ဒါပေမဲ့အဲ့ဒီ Lizzy engineer ကိုစီမန်ဆိုတဲ့လူကကြားရက်ကလိမ့်လိုက်တော့သူ့လက်ခဲငွေနည်းနည်းပဲရောက်လာတယ်နောက်တနေ့တမတာတို့ကာချိုတို့အဲ့ဒီလေရင်လာကြည့်တဲ့အချိန်ကျတော့သူ့ကိုပညာရှင်ဆိုပြီးလက်ညှိုးထုတ်ပြခံရလို့ရှက်ပြီးထုတ်ပြရပြန်ရောတကယ်ဒုက္ခပါပဲ သူ့ဘဝကတကယ်ပဲအလွဲလီချီးမှန်တော့အဲ့ဒီတော့မန္တလေးကနေနေပြည်တော်ကိုခီးဆက်တယ်လမ်းမှာကားပြီးပေါက်လို့တော့အရဆိုင်လေးဒီဇိုင်းမှာခဏဝင်နာတော့အဲ့ဒီမှာမိဖွားနေတဲ့စမကြီးနဲ့ကြုံရောလားဟုတ်တယ်ကုညီကျင်တဲ့စိတ်နဲ့ဝင်ကုညီလာဒါပေမဲ့အဲ့ဒီမှာလည်းအလွဲဖြစ်ပြန်ရောရေပုံးအမတ်နဲ့ရက်စီပုံးကိုမာယူသွားပြီးစင်ဘောက်ဆာလေးကိုလောင်းချလိုက်မိတယ်။အော်တနာစရာပဲ။ဟုတ်တယ်။စင်ပုံးလေးတော့အသားလောင်းသွားတာပေါ့ ဒါမဲ့နောက်ပိုင်းအဲ့ဒီအရက်စီကြောင့်ပဲအနာရီကျက်ပြီးစင်လေးကအဖြူရောင်တန်းလာလို့စင်ထင်းကကျေဖွတင်တယ်လို့ဆိုတယ်တကယ်ကိုထူးဆန်းတဲ့အလဲပြောင်းပဲကန်ဆိုးတွေကကန်ကောင်းဘူးလို့ဖြစ်သွားတာအဲ့ဒီနောက်လမ်းမှာကားဆောင်နေတော့ကားအနက်တစီရောက်လာပြီးတော့အလုတ်တခုကမ်းလန့်ခံရတယ်နော်အဲ့ဒါကပိုထူးဆန်းတယ်อืมနေပြီးတော့ကနင်းစည်းဆန်အိမ်ဆိုတဲ့အိမ်ကြီးတဲ့အိမ်ကတန်ကြီးတိုးဆိုတဲ့ခွေလေးတကောင်ကိုခိုးပေးဖို့တယ်အပေါ်ချုံးငယ်တတိမ့်ပေးမယ်ဆိုပြီးကမ်းလန့်တာ အချစ်ရေးပြဿနာရှင်းဖို့ထွက်လာတဲ့ခကြီးကနေအခုဒီလိုဟိုနိုင်ငံရေးအတိုင်းဝိုင်းနဲ့ပတ်သက်နိုင်မဲ့ခွေးခိုးတဲ့အလုပ်စီလို ရောက်သွားပုံကတော်တော်စမ်းကြဲ့တယ်။ဟုတ်ပါတယ်။ကွန်မန်ဒိုဟောင်းတရောင်းရဲ့ဘွားခကြီးကဒီလိုအလွင်ချော်ရီအထင်လွဲခံရမှုတွေမမျောလင်းပဲသူရဲကောင်းဖြစ်သွားတာတွေကြားထဲမှာလူးလွတ်နေပြီးတော့နောက်ဆုံးမှဒီလိုအလုံးမျိုးနဲ့လာပတ်သက်ရတယ်။ဆိုတော့ပကြိုးရဲ့ကတောက်ကဆာနိုင်တဲ့ဘွားခကြီးကိုပြန်ကြည့်ရင် ကန်ဆိုးမှုတွေအထင်လွဲမှုတွေကြားကနေမထင်မှတ်ပဲသူရဲကောင်းဆန္ဒလေးတွေလုံးမိလိုက်နောက်ဆုံးမှာတော့ဘာမှမတိတဲ့အခြေအနေတခုတည်းကိုရောက်သွားတာတွေ့ရတယ်နော်ဟုတ်ပါတယ်စဉ်းစားစရာတခုကတော့အချက်အတွဲစခဲ့တဲ့ခီးလန်းကနေအခုဒီလိုထူးဆန်းပြီးအန်တီရဲ့များနိုင်တဲ့ခွေးခိုးတဲ့အလုပ်မျိုးကိုသူလက်ခံဖြစ်မလားသူ့ရဲ့ရိုးသားမှုနဲ့စစ်သားဟောင်းစိတ်သက်ကဒီလိုကိစ္စမျိုးကိုဘယ်လိုတွန့်ပြန်မလဲသူ့ကံကြမ္မာကသူ့ကိုဘဲဘက်ကိုဆက်ပြီးတွန့်ပို့သွားမလဲဆိုတာကတော့ ဒီမတိုင်းတွေထဲမှာဆက်ပြီးစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းပါပဲ။